ဗလိန်တာမဟုတ်ဘူးဖေယျဖုံဖုံတက်တော့ဘာလို့ကြည်တာလဲဖေယျတဲ့စလုံးတွေလည်းမှန်အောင်မရေးဘူးဒီမှာမနဲ့ပြင်ဖက်နေရတယ်နော်တက်တော့ဘာလို့ကြည်တာလဲဆိုတော့ဦးစင်းကတက်တော့မှာဘာသာရေးနဲ့ပတ်သက်ပြီးတော့အမေအဖေလုပ်တဲ့ဖုန်းကြီးလေဗလိန်တာမဟုတ်ဘူးဖေယျဖုံဖုံတက်တော့ဘာလို့ကြည်တာလဲဖေယျတဲ့ လုံးတွေလည်းမှန်အောင်မရေးဘူးဒီမှာမနဲ့ပြင်ဖက်နေရတယ်နော်တစ်တော့ဘာလို့ကြည်တာလဲဆိုတော့ဥစဉ်ကတစ်တော့မှာဘာသာရေးနဲ့ပတ်သက်ပြီးတော့အမေးအဖြေလုပ်တဲ့ဖုန်ကြီးလေအဲ့ဒီလိုဘာသာရေးနဲ့ပတ်သက်ပြီးတော့မသိတာတွေကိုအမေးအဖြေလုပ်ပြီးဟောကြားပေးတဲ့ဖုန်ကြီးဖြစ်တာကြောင့်တစ်တော့ကိုကြည့်မှဘာသာရေးနဲ့ပတ်သက်ပြီးမေးထားတဲ့မေးခွန်းတွေကိုမြင်ရမှာပေါ့ဘာသာရေးနဲ့ပတ်သက်ပြီးမဖွဲမရလုပ်နေတာတွေကိုမြင်ရမှာပေါ့နော် တစ်တော့ကိုမကြည့်ဘဲနဲ့မှန်းပြီးတည်ရအောင်ဦးစင်းကမိဘစခုအတွင်ရင်ရနေတဲ့ဖုန်ကြီးမဟုတ်ဘူးတခါရဲ့နော်ဖုန်ကြီးဆိုတာဖရာတရားပဲလောက်ရမှာမဟုတ်ဘူးလားဒါမှမဟုတ်ဖရာလက်ထက်ကယဟန်တွေလိုကျင့်သုံးလို့လားဖရာဖြည့်ပေးပါနော်တဲ့ဦးစင်းတို့မြတ်စွာဘုရားကသူ့ရဲ့သားသမီးဖြစ်တဲ့ယဟန်တွေကိုပရိယတ်တိစာပေသင်ကြားတရားဟောပြောခြင်းပရိပတ်တိတရားအားထုတ်ခြင်းဆိုတဲ့တာဝန်နှစ်ရပ်ကိုပေးခဲ့တယ်နော်ယဟန်ဖြစ်လာပြီဆိုရင် အဲ့ဒီတာဝန်နှစ်ရက်ထဲကတရက်ရက်ကိုတော့လကောင်းသို့မဟုတ်နှစ်ရက်စလုံးကိုတော့လကောင်းဆောင်ရွက်ရမယ်အခုဦးစင်းက online ပေါ်မှာဘာသာရေးနဲ့ပတ်သက်ပြီးတော့မတိတာတွေကိုဖြည့်ဆို့ဟောကြားပေးနေတာဟာပရိယတိအလုပ်ကိုလုပ်နေတာလေအဲ့ဒါသာသနာတာဝန်ကိုထမ်းဆောင်နေတာနော်ဒါလေးလောက်တော့မှမသိဘူးလားဒါလေးလောက်တော့မှမသိဘူးဆိုရင်ဒကာတော်တို့ဟာလေဘာသာရေးစီးပွားရေးလူမှုရေးပညာရေးဘယ်နေရာမှာမှဝန်ဆန်းလို့မရဘူးနော် ဒါကြောင့်လူရဝင်ဆန့်ကျင်တယ်ဆိုရင်ဒီအခြေခံသဘောတရားလေးလောက်ကိုတော့သိအောင်လုပ်ထားပါနော်အရှင်ဖေရ Facebook ပေါ်မှာတင်ထားတာတွေ့လို့ပါဖေရတန်ဃာတော်တွေကစေဖို့ခြင်းစေကုခြင်းလုပ်လို့မရဘူးဆိုတာဟုတ်ပါသလားဖေရစေကုတာမလုပ်သင့်ဘူးလို့တော့မြင်မိပါတယ်စေဆက်တာကဘာလို့ငရေကြည့်တာလဲဖေရတဲ့စေဆက်တာကဘာလို့ငရေကြည့်တာလဲဆိုရင်ကိုယ်ဆက်လိုက်တဲ့စေကြောင့်တတဝါတွေတည်သွားမယ်ဆိုပါကဒါအပြစ်ရှိတယ်လေနော်အဲ့ဒါကြောင့်ပြောတာ ယဟန်တွေစေပေးစေကုလောက်တာနဲ့ပတ်သက်ပြီးတော့အာဘက်ကနှစ်မျိုးရှိတယ်ပထမအာဘက်တစ်မျိုးကယဟန်တွေကစေပေးစေကုလောက်မယ်ဆိုရင်ဒုက္ခအာဘက်တယ်ဒုတိယအာဘက်တစ်ခုကစေပေးစေကုလောက်လိုက်လို့မိမိရဲ့ပယောဂကြောင့်တစ်ဖက်လူကတည်သွားမယ်သို့မဟုတ်ကိုယ်ဝန်တဲ့အမျိုးသမီးကဒီစေကုတောက်လိုက်လို့ဒရေသားပြတ်သွားမယ်ဆိုရင်အဲ့ဒီစေပေးစေကုလောက်တဲ့ဖုန်ကြီးမှာပါရာဇိကကြတယ်နော်ဒါကဝိနည်းသဘောအရာပြောပြတာဒါဆိုရင် ဟန်းတွေကလူတိုင်းစိတ်မကူးရဘူးလားလို့မေးစရာရှိတယ်။မဟုတ်ဘူးနော်။ယဟန်းတွေစိတ်ကူးလို့ရတဲ့ပုံပုံ၅မျိုးရှိတယ်။အဲ့ဒီပုံပုံ၅မျိုးကဘယ်သူတွေလဲဆိုရင်၁အမိ၂အဖ၃ထိုးမိဘနှစ်ပါးကိုစောက်ရှောက်ပေးသောပုံပုံ၄မိမိရဲ့ဝေယဝတ်စကိုလုပ်ပေးသောပုံပုံ၅ရှင်လောင်းတို့ပဲဖြစ်တယ်။အဲ့ဒီ၅ဦးကိုတော့စေပေးစိတ်ကူးလုပ်လို့ရတယ်နော်။ဟုတ်ပါပါဗျာရေးမြေ လေမီတဲ့ဓာကြီးလေးပါနဲ့တီကလေးကလမိုင်းဆိုတာရှိပါတယ်တဲ့အဲ့တော့ကုံလမိုင်းရေလမိုင်းတောလမိုင်းတောင်လမိုင်းသလမိုင်းနတ်လမိုင်းကဘွာလမိုင်းလမိုင်းစက်နေရကိုပိုင်ဆံစုတော်မူသောလမိုင်းတကယ်ရှိကြီးဟာအိုင်းဒေဝပါရမီရှင်များအားလုံးအပျော်ကြရအောင်လေးကျုံသက်ကြဖြင့်ပတ်စတော်တိုက်လို့ပြေးပါမောင်ကြီးအေးကြ တိလရှင်တွေကနတ်တွေကိုပူဇော်ပါသနေတာเนาะတိလရှင်အားလုံးကိုတော့မပြောလို့ဘူးတချို့သောတိလရှင်တွေကိုပြောချင်ပါတယ် သီလရှင်ဆိုတာ အမျိုးသမီးဖြစ်တဲ့အတွက်သီလရှင်တွေဆိုရင် လူတကာတကာမတွေကမကြည်ညိုကြတာများပါတယ်။အဲ့ဒီလိုမကြည်ညိုကြတာများတဲ့အတွက်လူတကာတကာမတွေအနေနဲ့သီလရှင်တွေကိုကြည်ညိုတတ်လာအောင်ဦးဇင်းတို့ယဟန်တန်ကာတွေကသီလရှင်တွေရဲ့ဂုဏ်ပုဒ်တွေကိုချပြပြီးတော့ပြောဆိုပြသပေးနေတဲ့အချိန်မှာသီလရှင်တချို့ကအခုလိုလွဲမှားတဲ့အလုပ်တွေလုပ်ပြနေမှဆိုရင်ဦးဇင်းတို့ဘလောက်ပဲပြောပြော ပြောသမျှအရာရောက်မှာမဟုတ်ပါဘူး နော်နောက်ပြီးတကယ်ကောင်းတဲ့သီလရှင်တွေကိုလည်းပဲထိတိုက်စေပါတယ်ဒါကြောင့်သီလရှင်တချို့ကိုပြောကျင်တာကကိုယ့်အရေးသွေးကိုကုနာလဲပါကိုယ့်တန်ဖိုးကိုကုနာလဲပါကိုယ့်တန်ဖိုးကပါလေတရဏဂုံနဲ့သီလပဲဖြစ်ပါတယ်သီလရှင်တစ်ပါးဖြစ်ပါရဲ့နဲ့တရဏဂုံပြတ်နေမယ်ဆိုရင်လုံးဝမကောင်းပါဘူးနော်ဘလို့အချက်တွေကတရဏဂုံပြတ်စေတာလဲဆိုရင် မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်ပူဇော်ပသနေခြင်းဟာ ်တရဏဂုံပြည့်စေတာပဲဖြစ်ပါတယ်ဥပမာဒီလိုလုပ်ရမျိုးပေါ့နော်ဒါကြောင့်ပြောကျင်တာကဥစဉ်တို့ယဟန်တန်ကတွေကတိလရှင်တွေကိုလူတွေကြင်ညိုတက်လာအောင်ပြောဆိုပြတာပြနေတဲ့အချိန်မှာတိလရှင်တချို့အနေနဲ့ဒီလိုလွဲမှားတဲ့အလုပ်တွေကိုလုံးဝမလုပ်ပါနဲ့နော်လူတကာတကာမတွေလမ်းမှန်ရောက်အောင်ဒါမိမိတို့တက်ဆွမ်းတလောက်ဟောပြောပြတာပြီးတော့ရှေ့ဆောင်လမ်းပြအနေနဲ့ကောင်းတဲ့အလုပ်တွေကိုလုပ်ပြပါလို့ပြောချင်ပါတယ်ဒါမှလည်းလူတကာတကာမတွေအနေနဲ့ တိလရှင်အားလုံးကိုကြီးညိုတက်လာမှာဖြစ်ပါတယ်เนาะ